အေရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်မြို့မှာဗိုလ်ချုပ်ကျေးရုပ်ကိုတိုင်းစစ်ကော်မရှင်ကဖိရှားခဲ့တဲ့အတွက်အခြားရုပ်ထုတွေကိုလည်းဖျက်ဆီးဖို့ကြံစီလာမလားဆိုပြီးဒေသခံပြည်သူတွေကစိုးရိမ်နေကြပါတယ်။အေရီတိုင်းပသိမ်မြို့အမှတ်၃ရပ်ကွက်မှာရှိတဲ့ခန္ဓာယာပြည်တော်စုကွင်းထဲကဗိုလ်ချုပ်ကျေးရုပ်နဲ့အာဇာနည်ရင်းမြစ်ကိုဖျက်ပြီးအာကစားကွင်းလုပ်နေတာလို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်နေ့ညတကောင်းချိန်မှာ ဗဟိုးကားတွေနဲ့လာရောက်ဖျက်ဆီးဖယ်ရှားပြီးတော့ရဲတွေစစ်သားတွေနဲ့လုံခြုံရေးချထားတာလည်းဖြစ်ပါတယ်။တကောင်လောက်မှာဖျက်လိုက်တာလို့ကြားတယ်ဗျ။ဝင်းကြီးချုပ်အမိန်နဲ့ဖျက်ပြီးဒီလုံခြုံရေးတွေပါချထားတယ်ပေါ့နော်။ပြည်တော်စုကွင်းလို့ဒေသတွေခေါ်တဲ့ဒီကန်တာယာကွင်းနေရာအထိအာဂါစာကွင်းတစ်ခုအဲဒီဆောက်ဖို့အခုလိုဖျက်တာလို့တော့ဒီအုတ်ချိုရေးနဲ့နှိစက်တဲ့သူတွေစီကနေသိရတယ်ပေါ့နော်။အဲတကယ်တော့ဒါမလုတ်တဲ့ကိစ္စကြီးပေါ့နော်။ အခုပြတ်သိမ်းလိုက်တဲ့နေရာဟာနှစ်စင်အာဇာနီနဲ့ခန္ဓာချင်းမလေးရှိတဲ့နေရာဖြစ်ပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ပြုလုပ်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။မြို့ရဲ့အထင်ကရနေရာကို ခုလိုအင်္ဂစားခွင်တိဆောက်မယ်ဆိုပြီးဖြတ်တာကိုတော့မြို့ကန်တွေကမကျေနပ်ကြပါဘူး။ဒီလိုညတကောင်ရံမှာလျှို့ဝှက်ဖဲရှားတာဟာနိုင်ငံရေးအရာရည်ရွယ်ချက်တင်မကဘူးလို့ထင်တယ်။ဗိုလ်ချုပ်တွေကဘေးရင်ရေရာတွေကိုယုံကြတော့ရေရာခြေတာလည်းဖြစ်နိုင်တယ် ်ခွင့်ကြုံတော့နိုင်ငံရေးအရာရှင်းပြတာမျိုးလည်းဖြစ်နိုင်တယ်။ကျမတို့စိတ်ပူနေတာက အခြားမျိုးကဗိုလ်ချုပ်ရုပ်ထုတွေကိုလည်းမလုပ်ဘူးလို့မပြောနိုင်ဘူး။အခုလိုဗိုလ်ချုပ်ရုပ်ထုကိုဖယ်ရှားတာဟာပထမဆုံးတော့မဟုတ်ပါဘူး။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကော်မရှင်ထိပ်ပိုင်းတဲ့အပေါင်းပါရီဟာဗိုလ်ချုပ်ရုပ်ထုတွေနဲ့ရှင်လင်းလုံးထိမ့်မှတ်ကြောက်တိုင်တွေကိုဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဆေးဥစုဟာအာဏာသိမ်းပြီးနောက်2020ခုနှစ်မေလ9ရက်နေ့ညမှာတော့ ဘကိုးမြို့ဟန်တော်ရီရက်ကွက်ဖတ်တန်းလမ်းမဘေးမှာရှိတဲ့စီပင်ပိုင်ပန်းချံတွေကရှင်လေးလုံးရေတော်ပုံထိမ့်မဲ့ဒီမိုကရေစီကြောက်တိုင်ကိုဖျက်ဆီးခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကလည်းနေပြည်တော်ပုပ္ပတိရီမြို့နယ်ပုပ္ပတိရီဇေနီပန်းချံတွေကဗိုလ်ချုပ်ကျေးရွာကိုစစ်ကောင်မရှင်ကဖယ်ရှားခဲ့တယ်လို့ဘကိုးမြို့ရွှေမော်ရော်ဖျားလမ်းပေါ်မှာရှိတဲ့ဗိုလ်ချုပ်ကျေးရွာတုကိုဩဂတ်လ9ရက်ညပိုင်းမှာစစ်တပ်ကဖျောချခဲ့ပါတယ်။ နေပြည်တော်ဘုဖ္ဖတိရီမြို့နယ်ဘုဖ္ဖတိရီဇေနီပန်းချံနယ်ကဗိုလ်ချုပ်ကျေးရုံဟာဆိုရင်လက်ရှိ NUG ဆိုရကာကွယ်ဝင်ကြီးဌာနကဝင်ကြီးဥယင်မွန်နဲ့ဒူအတွင်းဝင်ဥမောင်မောင်ဆွေတို့လွတ်တော်ကိုယ်စားလှယ်ဘွားကဥဆောင်ကြီးကြပ်ပြီးတိဆောက်ထားတဲ့ရုပ်တုဖြစ်ပါတယ်